ဘုရားသာသနာတော်မှာထူးခြားတဲ့အချက်ကြီး၄ချက်ရှိတယ်။ပါလဲလို့ဆိုရင်ရသော်ဘုရားအပေါ်မှာနှစ်နှစ်ကာကာယုံကြည်မှုဆိုတဲ့တရားတရားတရားဓမ္မအပေါ်မှာနှစ်နှစ်ကာကာယုံကြည်မှုဆိုတဲ့တရားတရားကိုချင်းသီလနဲ့ပတ်သက်ပြီးတော့ဖြည်းဖြည်းဝါးဝါးဖြည့်ကျင့်မှုနဲ့တရင်သုံးမော်အချင်းချင်းတရားဓမ္မကျင့်မော်ကျင့်မော်အချင်းချင်းဟာ အမြဲတမ်းတဦးနဲ့တဦးခင်မင်မှုဆိုတာဒီဘဝတဲ့ခင်မင်တာမဟုတ်ဘူးဘဝအဆက်ဆက်ခင်မင်မှုမပြတ်ဘူးဆွဲမြဲတယ်လို့ဆိုတဲ့ဒီအချက်၄ချက်ဟာဒီသာသနာမှာပဲရှိတယ်တခြားသာသနာမှာမရှိနိုင်ဘူးလို့တို့ပြောတာเนาะတတ္ထရိပတာတော်တဲ့ခေါင်းဆောင်လုပ်တဲ့ပုဂ္ဂိုလ်ကတတ္ထာဆရာဘာသာတရားတစ်ခုကိုဥဆောင်ပြီးတော့နေတဲ့ ပုဂ္ဂိုလ်ဘုရားသာသနာတော်မှာဆိုရင်မြတ်စွာဘုရားဆုံးမတော်တင်ပြီးတော့ဥဆောင်ပြီးတော့တရားဓမ္မကိုလမ်းညွှန်ပြတဲ့ပုဂ္ဂိုလ်အဲ့ဒီပုဂ္ဂိုလ်ပေါ်မှာယုံကြည်ချက်ဘုန်းကြီးတို့တွေဟာဘုရားပေါ်မှာယုံကြည်ချက်အပြည့်အဝရှိချာတယ်အဲ့တော့ပုရုဇဉ်ဆိုတာယုံကြည်ချက်အပြည့်အဝရှိတယ်လို့ဒါပြောရတော့လေတောတဗံပုဂ္ဂိုလ်ရှိနေကရှိတာမဟုတ်သေးဘူးเนาะတောတဗံပုဂ္ဂိုလ်ကြတော့ လုံးဝပြည့်စုံတဲ့ယုံကြည်ချက်ကြီးရှိတယ်။ဒါကြောင့်မို့လို့အဝိစ္စပတာဒလို့ခေါ်တယ်။အတိညာနဲ့တက်ဝင်ပြီးတော့ယုံကြည်တာ။ဖရာရဲ့အကြီးချင်းကိုသိပြီးတော့ယုံကြည်တာ။တရားရဲ့အနှစ်သာရကိုကိုယ်တိုင်နှလုံးသွင်းဆင်ခြင်ကြင်ကြံကြုတ်ကုတ်အထောက်ပြီးတော့ယုံကြည်တာ။ကိုချင်းတရားပေါ်မှာတံပိုးထားတာ။ဟောအချင်းချင်းသတင်းသုံးပေါ်ခြင်းမှာချစ်ခင်မှုခိုင်မြဲတာ။ ဒီ၄ချက်ဟာဘုရားမြတ်စွာသာသနာတော်မှာသာရနိုင်တယ်လို့ထင်လို့ပြောတာเนาะ